ဒီနေ့ကတော့မြို့ရဲဘက်မှာ Instagram Method ဆန်ဆန်အမိုက်စားပုံလေးတွေတဖန်လို့ရမယ်အပြင် Dwindy အစ်စ်နဲ့ရတဲ့ Binsu စီချွန်ခေါက်ဆွဲ Pasta နဲ့အခြားမီနူးတွေ Coffee Dessert တွေပါအဆုံရှိတဲ့ဆိုင်လတ်လာလေးကိုခေါ်တော့မှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ Instagram Method ပုံအမိုက်စားလေးတွေရိုက်ချင်တဲ့ပုံမှန်လေးတွေတွေမြို့ရဲစေဝရလန်အောက်ဘလောက်မှာရှိရဲမိယူတဲ့ဆိုတဲ့ဆိုင်လေးကိုရောက်နေရပါ။ဆိုင်လေးအပြင်အကျဉ်းကျွန်တော်ပါရနော်။ဒီမှာလည်းတပုံရဲ့လေးပါ။ ဒီကတော့ဒီမှာကြာတော့နှစ်ထက်ရှိရပေါ့နော် A view မှာဒါ main ကလေးတွေအကြိုက်ဓာတ်ပုံရိုက်လို့ကောင်းမယ် photo spot လေးလည်းအများကြီးရှိရဲကျွန်တော်တို့ဆောက်မှာဓာတ်ပုံလည်းအများကြီးရိုက်သွားတယ်ဒီ site လေးမှာပို့ပါစားလို့ရတယ် sandwich တို့ဘာကတို့အပြင် pizza pasta တွေလည်းရတယ်ပြီးတော့ rice and noodle menu လေးတွေလည်းရှိရဲတွင်းအနေနဲ့ဆိုရင်လည်း coffee နဲ့အခြားအေးလေးတွေတောက်စရာတွေတော်တော်လေးကိုစုံတယ် A view မှာဒီ site မှာကြာပင်စုပင်စုကကြာ flavor အများကြီးနဲ့ရတယ်လို့ကျွန်တော်တို့ဒါအသီးစစ်နဲ့ဆိုတာလုတ်ထားပေါ့နော်ကိတ်တဲ့ဇက်လေးစားခြင်းနဲ့ဆိုရင်ရှိသေးရပေါ့နော်အခုကျွန်တော်မှာထားလေးရိုက်ပေါ့နော်မှာထားလေးဆက်ရှိသေးရအခုကကျွန်တော်ဒါခောက်ဆဲလေးကျွန်တော် ယူဆမှာပေါ့နော်ကျွန်တော်ကတော့ဒါစီချွမ်းနူဒယ်စုလေးကျွန်တော်မှားထားရပါတော့ဒါလေးကို beef နဲ့ကျွန်တော်မှားထားပါဗျာ။တမီးကတော့ seafood mariana spaghetti လေးပါ။ cheese nacho chip ပေါ့နော်ဒီဒီဒီတပွဲဆိုရင်တော့တွားကြာ9000ပဲရှိရယ်။အဲ့ပြင်ဒီရှိကကြတော့ nasi goreng ကျွန်တော်ဒါမလေးရှားသမင်းကြော်ပေါ့နော်။ဒီမှာကကြော်လေး menu စင်းသုံးလေးရာလေးလေးကျွန်တော်ဒါပေါ့ပါစားမယ် menu လေးဆိုရင်ကျွန်တော်ဒါ9000 6000ပတ်ချလေးအောက်ကအစရှိပြီးတော့တခြားဒီလို menu တွေရာရောကျွန်တော်ဒါ1000ဆုံးဆုံးပဲရှိရပါတော့။တက်ဆောင်ကြပါဦး။ ပါဝင်တဲ့ခေါက်ဆွဲပိုးရှင်ကတော်တော်လေးကိုများတယ်ခေါက်ဆွဲအီအီလေးနဲ့ပေါ့နော်အထုံဆက်လေးလည်းတစ်ခါမှကြိုင်ခဲ့ပေါ့နော်အဆက်လေးရောနည်းနည်းပူပြင်းတယ်စာတတိလေးရလေးအနှစ်တစ်ပြည့်မိနစ်လေးနဲ့အချိန်ရတာလေးကကြတော့ဖယန်းညစ်ဒီအနှစ်ရအချိန်ရတာလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်လေဘုံပြည်ကြီးကပဇွန်လေးတွေလည်းပါတယ် ော့စားလာရင်တည်းမှာလေတဖြည်းဖြည်းထုံဆက်လာဒါလေးကတော့ကက်ဆယ်ဒဲလာပေါ့နော်ဒီဟာလေးကိုကျွန်တော်ဒါ beef နဲ့မာထားတယ်음ပပပူနည်းလေးရှိတယ်အမဲသားကတော့လုံးဝနူးညံ့တယ်အဲ့ဒီပြင်ကမဆလာနဲ့မှုမွေးလေးနဲ့အချင်းလေးလဲပါနော်မအီဘူးပေါ့နော်ဒါက sour cream လေးနဲ့တော့စားရပါနော် ါလေးကတော့ Avocado Coffee ပေါ့နော်ကျွန်တော်လည်းတခါမှ try ဘူးဒါကတော့ coffee ချိုက်တဲ့လူတွေအတွက်ကိုပို့ပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်ကျွန်တော်ကဒါပုံမှန်တော့ coffee ကအရင်တောက်လို့တောက်မှမရှိဘူးပေါ့နော်ဖက်ကဲပြပြနှစ်နှစ်လေးနဲ့ဟိုမှာ coffee ရဲ့အနံ့ရတာရှာပေါ်မှာဆဲပြီးကြံခဲ့ပေါ့နော်ဒါလေးကတော့ crispy chicken sandwich တွေပေါ့နော် cheese natural chip လေးပါဒီ crispy ဖြစ်နေတဲ့ chip လေးတွေကအပေါ်က drizzling နဲ့ပြည့်စားတဲ့ပုံစံမျိုးပေါ့နော်ဒီကတော့ဒါကို veg တွေပဲနဲ့ပဲမှားထားရပေါ့နော်အဲဒါကိုအသားနဲ့လည်းမှားလို့ရပါတယ် crunchy frappy လေးပါပြဒီအထွန်းเนี่ยအရင်အချို့မကဲထားဘူးပေါ့နော်လေးစားသမင်းကြော်လေးရကြတော့ကျွန်တော်ဒါ င်လယ်စာနဲ့ကြော်ထားပြီးဒီဘက်ကစက်သားနဲ့ဝက်သားစာပြေးဦးတော့ကိုယ်စိတ်ကြိုက်ပြန်ယူလို့ရပါတော့။ပေးပင်ပေါက်တင်လေးပါတယ်။ဒါလေးကတော့ပော့စာတီးလို့လား အချိုပွဲနေနဲ့ကျွန်တော်ဒါပင်ဆူလေးမှာထားတယ်။ဒါလေးဆိုရင်တော့ဒူးရင်ပင်ဆူပေါ့နော်။တွားကြတော့အသီးစင်းနဲ့လှုပ်ထားရဲ။အခြား flavor ရင်းနဲ့ပင်ဆူလေးလည်းရရဲ။အဲ့ဒါလေးဆိုရင်တော့တောင်းဝဲဝင်းကြီးပဲရှိရဲပေါ့နော်။အဲ့ဒီပြင်မှာဒါလေးရကြတော့ဒူးရင်တင်းနဲ့ဖြတ်တာကြတဲ့သေးပေါ့နော်။ကောင်းကြအောင်။ဒူးရင်ဒီရနော်။ရှယ်ပဲ။မွေးအီးရင်းရပဲ။ဒီဒါလေးကနူးညံ့နေပြီးတော့ ဒီရေခဲ base မှာဟိုကဒွင်းဒီအရသာပါပါဘောเนาะကဲကျွန်တော်ဒီနေ့ကတော့မီယူတဲဆိုရယ်ဆိုင်လေးမှာလာစားခဲ့ရပါတော့เนาะဒီဆိုင်လေးကြောင့်လူငယ်ကြောင့်အစားစားပြီးပြင်တက်ပုံရတွေလည်းမိုက်တယ်။အာဆိုင်လေးစားလေးကတော့ကျွန်တော်တို့ဒါလာတာမျိုးနဲ့စင်ဝရန်လန်အောက်ဖလောက်မှာပဲရှိပါတယ်။ဆိုင်ပွင့်ချိန်ပိတ်ချိန်တွေကတော့မနက်7:00နာရီည9:00နာရီပါเนาะကျွန်တော်ဗီဒီယိုကျွန်တော်တို့ဆက်သွက်လိုက်ပါတော့နောက်ကျကျွန်တော်ဘယ်နေရာလေးခေါ်မလဲဆက်သွက်ကြည့်ပါဦး။တာ